မင်္ဂလာပါဖန်တီရှင်ဒီစီ YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်ဟာတစုံတရာကို manifest ပြုလုပ်တဲ့အခါအဲ့ဒီ manifestation ဟာဘလို့အလုံးလုံးနေသလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာတစုံတယောက်ဆိုတာကသင်ချစ်ခင်နှစ်သက်နေတဲ့သင်ချစ်နေရတဲ့သင်ရဲ့တစ်ဖက်လူကို ဆိုလိုပါတယ်ကျွန်တော်တို့ဟာကိုလိုရှင်တဲ့တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါမှာ manifestation နည်းနဲ့အမျိုးမျိုးကိုတုံးခဲ့ကြတယ်တချို့ကတော့ visualization ပြုလုပ်တယ်တချို့ကကြာပြင်လေး scripting method တွေကိုအသုံးပြုတယ်တချို့ကြာရင် vision board တွေကိုတုံးတယ် affirmation တွေကိုတုံးကြတယ်စသဖြင့်ပေါ့နော်ကိုအဆင်ပြေတဲ့နည်းနဲ့တွေကိုအသုံးပြုကြတယ်အဲ့ဒီနည်းလမ်းတွေကိုမှန်ကန်စွာအသုံးပြုနိုင်တယ်ဆိုရင်ကျွန်ုပ်တို့ရဲ့ manifestation ဟာအမြင်တကယ်အလုပ်လုပ်ပါတယ် ဒီဗီဒီယိုအထင်းမှာတော့ကျွန်ုပ်တို့အနေနဲ့ manifestation ပြုလုပ်တဲ့အခါအဲ့ဒီ manifestation ဟာဘလို့အလုံးလုံးနေတလေကိုယ့်ရဲ့တစ်ဖက်လူကဘာတွေခံစားနေရတလေဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်စကြရအောင်။နံပါတ်1ကတော့တစ်ဖက်လူစီကို သင်ရဲ့ဆွေးဆောင်မှုပုံမအားကောင်းလာစေပါတယ်။တဲ့ manifestation နည်းနဲ့တမျိုးမျိုးကိုအသုံးပြုပြီးရင်တင့်ရဲ့တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါသူကတင့်ရဲ့ညှို့တဲ့ကို ညှို့တဲ့အသည့်တစ်ခုအနေနဲ့ပြန်လေခံစားရပါတယ်။ဒီလိုညှို့တဲ့နဲ့ဆိုင်တဲ့ဆွေးဆောင်မှုဟာတစ်ခါတလေမှိမ့်မိန်သွားတာတော့တိတ်ဆိတ်သွားတာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့သင်အနေနဲ့သင်လိုရှင်တဲ့ relationship ကရနေပြီသင်လိုရှင်တဲ့ရလဲတွေရနေပြီးတော့စတင်ခံစားလိုက်တဲ့အခါမှာအဲ့ဒီသင်နဲ့သူနဲ့ကြားမှာရှိတဲ့ဆက်ဆက်မှုနဲ့ပတ်သက်လို့တစုံတစ်ခုကပြောင်းလဲသွားတာတော့ဖြစ်တယ်။ ဘင်းနီးနှင်းကိုပဲအသုံးပြုပြု manifestation ပြုလုပ်တဲ့အခါကိုယ်စင်တာပြေဝနေပြီးကိုလိုရှင်တဲ့ရတဲ့ရနေပြီးဆိုတဲ့စိတ်ခံစားချက်ကအရေးကြီးတယ်။အဲ့ဒီစိတ်ခံစားချက်ကိုခံစားလိုက်ပြီးဆိုတာနဲ့တပြိုင်နက်သင်စီမှာတက်ဆိုင်ရာ energy တွေစီးဆင်းလာပြီးရင်အဲ့ဒီ energy တွေကိုသူခံစားမိပါတယ်။ဒါဟာသင် manifestation ရဲ့မှန်ကန်တဲ့စွန်းအားပဲဖြစ်တယ်။ဒါအပြင်သင်ရဲ့စိတ်နှလုံးထင်းမှာစိတ်ကြည်လင်မှုတွေချစ်ချင်းမေတ္တာတွေနဲ့ပြည့်နေပြီဆိုရင် ။သင်ရဲ့ energy ဟာတစ်ဖက်ကခုခံနိုင်စွမ်းမရှိတော့တဲ့ energy ဖြစ်လာပါလိမ့်မယ်။ဒီလို manifest ပြုလုပ်နေတဲ့အချိန်မှာတင့်ရဲ့အတွင်းစိတ်ကလေးကလည်းငြိမ့်ချဲနေပြီဆိုရင် သူ့ဖက်ကလည်းတင့်ရဲ့ငြိမ့်ချဲတဲ့အတွင်းစိတ်ကိုသေချာပေါက်ခံစားရပါလိမ့်မယ်။ဒါကလည်း manifestation အလုံးလုံးတဲ့ပုံစံနည်းနဲ့တစ်မျိုးပဲဖြစ်ပါတယ်။နံပါတ်1ကတော့လွှတ်ရှာရှင်နဲ့စီးဆင်းစီရှင်ပဲဖြစ်တယ်။လွှတ်ရှာတယ်ဆိုတာကဘာလဲဆိုရင် ိုယ့်ရဲ့အဆွေးအလင်းတွေကိုလွှတ်ချမင်းစိတ်ညစ်စရာတွေကိုလွှတ်ချမင်းစိတ်မရှင်းသာစရာတွေကိုလွှတ်ချမင်းကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးဟူသမျှကိုလွှတ်ချမင်းဒီနေရာမှာမိတ်ဆွေတို့နားလေသိတာကလွှတ်ချတာနဲ့လက်လျှော့တာမတူဘူးမိမိကိုယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေဟူသမျှကိုလွှတ်ချလိုက်တဲ့အခါမှာမှလိုအပ်နေတဲ့ energy ဟာကိုယ့်စီကို စီးဆင်းလာပါတယ်။ဒါကြောင့် letting flow စီးဆင်းစေခြင်းလို့ပြောတာဖြစ်ပါတယ်။ ကျွန်တော်တို့တော်တော်များများဟာကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်တဲ့အခါလင်းလျှော်သွားတဲ့ဒါကကိုယ့်ရဲ့စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေကြောင့်ပဲဖြစ်တယ်။ဒါကြောင့်မိမိကိုယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေဟူသမျှကို မဖြစ်မနေလွှတ်ရှာဖို့လိုအပ်ပါတယ်။ဒီလိုဆိုရင်စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွေးတွေဆိုတာဘာတွေလဲဆိုရင်သူငါ့ကိုဘယ်အချိန်ဖုံးခွန်မလဲ။သူရဲ့ဆိုရှယ်မီဒီယာတွေမှာဘာတွေပြုလုပ်နေလဲသူကဘသူနဲ့တွေးနေတာလဲ သူကဘာတွေလုံးနေတာလေဘေးကိုရောက်နေတာလေအဲ့ဒီလိုအမြဲတည်းတွေးနေမိဆိုရင်ဒါဟာ manifestation မဟုတ်တော့ပါဘူးဒါဟာစိတ်ပိုင်းဆိုင်ရာတွေးတာမှုဆွေးနွေးမှု attachment ပဲဖြစ်ပါတယ်အဲ့ဒီတော့ဆွေးနွေးမှုဆိုတဲ့အရာဟာဆင်းရဲဒုက္ခကိုဖြစ်စေတတ်ပါတယ်သင်အနေနဲ့သင်ရဲ့တစ်ဖက်လူကိုဆွေးနွေးနေမိဆိုရင် သူ့ဖက်ကသင်ရဲ့ဆွေးနွေးနေတဲ့ energy ကိုခံစားရနိုင်ပါတယ် ဝင်နေနဲ့အဲ့ဒီ energy ကိုခင်စားရတဲ့အခါသူ့စိတ်ထဲမှာဘာကြောင့်မှဲမသိတော့ဘူးပေါ့နော်သူ့ကိုတခုခုကဖိအားပေးနေသလိုတွန်းအားပေးနေသလိုအဲ့ဒီလိုပုံစံမျိုးသင်နဲ့ပတ်သက်လို့မကောင်းတဲ့စိတ်ခင်စားချက်တခုခုကိုသူခင်စားမိပါလိမ့်မယ်ဒါကြောင့်တင့်အနေနဲ့တင့်ချစ်ခင်နေတဲ့သူတင်လို့ရှင်တဲ့သူကို manifesto ပြုလုပ်နိုင်တယ်ဒါပေမဲ့တင့်ပြုလုပ်ရမှာက let it go let it flow ဆိုလိုတာကစိတ်အနှောင့်အယှက်ဖြစ်စေမယ့်အရာအလုံးကိုလွှတ်ချပြီး energy တွေကို စီစဉ်ခွင့်ပြုလိုက်ပါဒီလိုပြုလုပ်နိုင်ဖို့အတွက်လေတင်ဘဝကိုသင်မြင့်တင်နေဖို့အာယုံစိတ်နေဖို့လိုတယ်။သင်ရဲ့ပျော်ရွှင်မှုတွေ၊သင်ရဲ့ရည်မင်းရဲ့ပင်းတိုင်းတွေမိမိကိုယ်ကိုချစ်မြဲနိုးမှုတွေနဲ့အတူတူကမိမိကိုယ်ကိုမြင့်တင်ပေးပါ။သင်ဟာမိမိကိုယ်ကိုချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေနဲ့ဝန်းရံလိုက်တဲ့အခါ သင်အတွက်ကောင်းမွန်တဲ့နေရာလေးတစ်ခုကိုဖန်တီးပေးလိုက်တာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာသင်ရဲ့တစ်ဖက်လူကသူ့ဘဝအထက်မှာသင်မရှိဘူးဆိုတဲ့ခံစားချက်ကိုခံစားမိလာစေတယ်။အဲ့ဒီအခါမှာစတင်ပြီးရင်သင်ကို လွန်းဆွဲတန်တာတတိယနေစေပါတော့တယ်။နံပါတ်3ကတော့လိုအပ်နေတဲ့ energy နဲ့စတင်ကိတ်ညီလာပါတယ်။ တဲ့အနေနဲ့တစ်ဖက်လူကိုကိုဘွားထင်မှာ manifest ဖြစ်စီဖို့ visualization လုပ်တာပဲဖြစ်ဖြစ် scripting ရေးတာပဲဖြစ်ဖြစ်ဗေရှင်ဖို့ကြည်တာပဲဖြစ်ဖြစ်36ကိုနီးလင်းကိုတုံးတာပဲဖြစ်ဖြစ်ဘာကိုပဲ33အဲ့ဓာတွေဟာ energy ဘိုင်းဆိုင်ရာလေ့ကျင့်မှုတွေပဲဖြစ်တယ်။အဲ့ဒီအခါသင်ပြုလုပ်ရမှာကထက်တလေးလေးပြုလုပ်ရုံသာမကသင်ဟာစွန့်အင်ဘိုင်းဆိုင်ရာတွေကိုပါ ထုတ်လွှဲနေတာဖြစ်တယ်။ဒီတော့သင်ရဲ့စွန့်အင်သင်ရဲ့ energy တွေထဲမှာ ချစ်ချင်းမေတ္တာတွေပျော်ရွှင်မှုတွေတနာကရုဏာတွေပြီးတော့ယုံကြည်မှုတွေနဲ့သာပြည့်နေမည်ဆိုရင်အဲ့ဒီသင်ရဲ့တစ်ဖက်လူကအဲ့ဒီ energy တွေကို သူခံစားမိတယ်။နောက်တစ်ခါသင်ဟာသူ့စီကိုငြိမ်းချမ်းမှုတွေပိုးလွှဲနေမည်ချစ်ချင်းမေတ္တာတွေပိုးလွှဲနေမည်အဲ့ဒီလိုသာပြုလုပ်နေမည်ဆိုရင်ဒါဟာမေတ္တာပေါ်တာနဲ့လေအတူတူပဲဖြစ်တယ်။သင်ပို့လွှဲလိုက်တဲ့ထုတ်လွှဲလိုက်တဲ့ energy တွေဟာသူ့ရဲ့မသိစိတ်ထေကိုထိုးဖောက်ဝင်ရောက်သွားပါတယ်။ဒါပေမဲ့ တဲ့အနေနဲ့တင့်ရဲ့စိတ်ထင်းမှာတင့်ရဲ့ energy ထင်းမှာဝင်နေမှုတွေလိုရှင်မှုတွေစိတ်ပြည့်ရပြည့်တွေဖြစ်နေတာတွေအဲ့ဒီလိုပုံစံမျိုး energy တွေနဲ့သာပြည့်နေမီဆိုရင်သူကလည်းအဲ့ဒီ energy ကိုခံစားရမယ်အဲ့ဒီအချိန်မှာတင့်ရဲ့တစ်ဖက်လူဟာသူ့ကိုတင်တဲ့ဝေးတဲ့နေရာကိုဆွေးခေါ်သွားနိုင်တဲ့မမြင်နိုင်တဲ့ဆွေးရတခုကိုခံစားရပါလိမ့်မယ် ဒါကြောင့်တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါသင်ရဲ့အတွင်းစိတ်ကလေးကငြိမ်ချနေမီချစ်ချင်းမေတ္တာတွေနဲ့ပြည့်ဝနေမီဆိုရင်သင်ဟာလိုအပ်နေတဲ့ energy နဲ့ကိုက်ညီလာတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ဒီ energy ကိုသူ့စိတ်ထဲကအလိုလျောက်သိမြင်လာပြီးရင်သင်စီကိုမဖြစ်မနေရောက်လာရှင်တာတွေသင်ကို အလိုရှိတာတွေသင်ကိုလိုအပ်လာတာတွေသူ့စိတ်ထဲမှာဖြစ်လာပါလိမ့်မယ်။သူ့စိတ်ထဲမှာဒီလိုဖြစ်နေတာကသင်ကသူ့ရဲ့အချစ်ကိုလိုရှင်တော့လိမ့်နေတာကြောင့်မဟုတ်ပါဘူး။ ။သင်ဟာသင်အတွက်လိုအပ်နေတဲ့ energy နဲ့ကိတ်ညီလာလို့ပဲဖြစ်ပါတယ်။နံပါတ်၄သင်အကြောင်းကိုအိမ်မဲမဲ့ခြင်း။သင်ဟာသင်ရဲ့တစ်ဖက်လူကို manifest ပြုလုပ်နေတဲ့အခါသူကလေသင်အကြောင်းကိုအိမ်မဲမဲ့တတ်ပါတယ်။အဲ့ဒါဟာသင်တို့နှစ်ဦးကြားမှာရှိတဲ့မသိစိတ်ရဲ့အဆက်အသွယ်တွေပဲဖြစ်တယ်။သင်ကိုယ်တိုင်ကလေသူ့အကြောင်းကိုမကြခနအိမ်မဲမဲ့တာတွေရှိနိုင်တယ်ဒါဟာတိတ်ဆိတ်မှုမဟုတ်ပါဘူး ။သင်ကသူ့အကြောင်းကိုတွေးနေမေသူ့ကို manifest ပြုလုပ်နေမေဆိုရင်သူကလည်းသင်အကြောင်းကိုတွေးနေမေသင်နဲ့ပတ်သက်ပြီးအိမ်မက်တွေမက်နေတတ်ပါတယ်။ဒါကတော့သင်ဟာ အာယုံစိတ်ဖြစ်ရင်ရည်ရွယ်ချက်ရှိရှိလေ့ကျင့်လိုက်ရှင်းအားဖြင့်သူနဲ့သက်ဆိုင်တဲ့ energy နေပေသေးကို ထိုးဖောက်ဝင်ရောက်သွားတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမေဆိုရင်ကျွန်ုပ်တို့အားလုံးဟာတယောက်နဲ့တယောက်တစ်ခုနဲ့တစ်ခုအပြင်းအနှံချိတ်ဆက်နေတာဖြစ်တယ်။ကျွန်ုပ်တို့ဟာတယောက်တည်းသိသိရှာမဟုတ်ပါဘူး။ သင်ရဲ့အတွင်းကဘာမှာရှိနေတဲ့အရာတွေဟာသင်ရဲ့ပြင်ပကဘာကိုတဲ့ရောက်စေတယ်။သင်ရဲ့စိတ်ပိန်းဆိုင်ရာအခြေအနေတွေကလည်းသင်ရဲ့ရုပ်ပိန်းဆိုင်ရာအခြေအနေတွေကိုလွှမ်းမိုးမှုရှိတယ်။အထူးသဖြင့်သင်နဲ့သူနဲ့ကြားမှာအရင် ကတည်းကပင်အဆက်အသွယ်ကလေးရှိနေခင်ပို့လို့တောင်လွှမ်းမိုးမှုရှိနိုင်ပါတယ်။ ဒါကြောင့်သင်အနေနဲ့သင်ရဲ့တစ်ဖက်လူကို manifest ပြုလုပ်နေတဲ့အခါသူ့ဖက်ကအိမ်မဲမက်တာတွေရှိမေးသင်ဖက်ကလည်းအိမ်မဲမက်တာတွေရှိနေဆိုရင်သင်ရဲ့ manifestation ဟာသူ့ရဲ့စိတ်ထင်းကိုထိုးဖောက်ဝင်ရောက်သွားလို့ပဲဖြစ်ပါလေ။နေဘဲကဆက်သွေလိုတဲ့စင်တာပြင်လီနိုးထလာရှင်။သင်အနေနဲ့သင်ရဲ့တဖက်လူကိုမှန်ကန်စွာ manifest ပြုလုပ်နိုင်တဲ့အခါယုတ်တည်းဆိုသလိုပဲသူ့ဖက်ကသင်ကိုဆက်သွေရှင်တဲ့ဆန္ဒတွေဖြစ်လာတတ်ပါတယ်။ အဲ့ဒီအခါမှာသူကတင့်ကိုနေကောင်းရလားနင့်ကိုဘီနီယာမှာတွေးလိုက်တယ်စသဖြင့်ပေါ့ပေါ့ပါပါလေးနဲ့မိခွန်းတွေမိတာမျိုးအနေနဲ့လေးဆက်တွေ့လာတဲ့တည်းဒီလိုပုံစံမျိုးနဲ့သူ့ဘက်ကအဆက်တွေ့ရလာပြီဆိုရင်ဒါကိုလှင်းနေမှုမရှိလိုက်ပါနဲ့ဒါကတင့်ရဲ့ energy ကိုလိုရှင်နေတဲ့တင်တာမှုတစ်မျိုးပဲဖြစ်တယ် သင်အနေနဲ့လူရှင်တဲ့တစ်ဖက်လူကို manifestation ပြုလုပ်တယ်ဆိုတာကသူ့ကိုကြိုးကင်ရှည်လေလိုက်တာ မဟုတ်ပါဘူး energy ကိညီအောင်ပြုလုပ်လိုက်တာပဲဖြစ်တယ်သင်ရဲ့ energy တွေဟာချစ်ချင်းမေတ္တာတွေယုံကြည်မှုတွေငြိမ်းချမ်းမှုတွေနဲ့ကိညီနေပြီဆိုရင် သူ့ဖက်ကလည်းသင်ရဲ့ energy ကိုခံစားရပြီးရင်သင်စီကို ပြန်လာရှင်ပါလိမ့်မယ်အခုပြောပြသွားတာကစွန့်အင်ဘိန်းဆိုင်ရာဖြန့်ကျဲမှုသဘောတရားပဲဖြစ်ပါတယ် နေမဲချောင်းကတော့သူဟာစိတ်အားတက်ကြွလာတဲ့ပါတယ်။တချိန်တုန်းကတင်းတို့နှစ်ယောက်ရဲ့ relationship ဟာညီငွေပဲကောင်းတယ်တော့သူ့ရဲ့စိတ်ထင်းမှာခင်စားခရတာတွေဖြစ်နိုင်တယ်။ဒါပေမဲ့အခုအချိန်မှာသူ့ဖက်ကအဲ့ဒီ relationship ဟာပြင်လေအသက်ဝင်လာတယ်လို့လေခင်စားရနိုင်တယ်။ဒီ relationship နဲ့ပတ်သက်လို့သူ့ဖက်ကစိတ်လှုပ်ရှားတာတွေစိတ်တက်ကြတာတွေဖြစ်လာတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ vibration နဲ့ energy ဟာကုဆဲတက်ပါတယ်။ တင့်ရဲ့အတွေ့အကြုံမြင်မှနေမိတင့်ရဲ့စိတ်ခံစားချက်တွေကောင်းဝင်နေမိဆိုရင်တင့်ရဲ့ vibration နဲ့ energy ကလည်းအရင်ကကောင်းဝင်နေပြီးရင်သူ့စီကိုကူဆဲသွားတဲ့ပါတယ်ဒီတော့တင့်ရဲ့စိတ်ထဲကချစ်ချင်းမေတ္တာတွေသင်္ချာမှုတွေငြိမ်ချမ်းမှုတွေကောင်းဝင်မှုတွေထုတ်လွှဲနေပြီဆိုရင် သူ့ဖက်ကလည်းအဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ပြင်လီနိုးထလာတဲ့ပါတယ်အဲ့ဒီအခါမှာသူဟာတင့်နဲ့အတူတူကရှိရှင်လာတဲ့အတွက်တင့်ကိုဆက်သွေလာပါလိမ့်မယ်။ ဒါကချစ်ချင်းမေတ္တာတွေငြိမ်းချမ်းမှုတွေပါဝင်တဲ့ကောင်းဝင်တဲ့အတွေးတွေရဲ့စွန်းအားတကူပဲဖြစ်ပါတယ်။နံပါတ်9ကတော့သင်ဟာကောင်းဝင်တဲ့ vibration တစ်ခုကိုစတင်မျှဝေနေတာပဲဖြစ်တယ်။သင်အနေနဲ့သင်လိုချင်နေတဲ့တစ်ဖက်လူကို manifest ပြုလုပ်တဲ့အခါသင်ရဲ့စိတ်ထေကချစ်ချင်းမေတ္တာတွေကောင်းဝင်မှုတွေပျော်ရွှင်မှုတွေထုတ်လွှင့်နေပြီဆိုရင်သင်ဟာကောင်းဝင်တဲ့ vibration တစ်ခုကိုသူ့ကိုမျှဝေနေတာနဲ့အတူတူပဲ။ဒါဟာတကယ်ကို magical ဖြစ်ပါတယ်။ တင်းရဲ့စိတ်ထိပ်မှာသူ့နဲ့ပတ်သက်လို့တကယ့်ကိုကောင်းမွန်တဲ့အကြောင်းတွေကိုသာတွေးနေမိဆိုရင်သူ့ဖက်ကတင်းကိုဆက်တွေ့ဖို့စဉ်းစားနေပါလိမ့်မယ်ဆက်တွေ့လာပါလိမ့်မယ်အဲဒါပေမဲ့တခြားကိစ္စနဲ့စိတ်တဲကြာနေခင်ရင်တောင်မှသူ့ဖက်ကအဆက်အသွယ်တွေပြုလုပ်လာပါလိမ့်မယ်ဒါကဘာဖြစ်လို့လဲဆိုရင်တင်းတို့နှစ်ယောက်ရဲ့ vibration ဟာတစ်ခုနဲ့တစ်ခုစတင်ချိတ်ဆက်လာလို့ပဲ သင်လို့ရှင်နေတဲ့သင်ရဲ့ချစ်သူတစ်ဖက်လူကို manifest ပြုလုပ်နေတယ်ဆိုတာကသင်ဟာသူနဲ့ပတ်သက်လို့ဘာကိုမှအတင်းအကျဲပြုလုပ်နေတာမဟုတ်ရပါဘူး။သင်ရဲ့စိတ်ထဲမှာသင်ရဲ့ချစ်ချင်းမေတ္တာကသူနဲ့အတူတူရှိနေပြီးသားသူနဲ့အမြဲတကြီးရှိနေပြီးသားတကယ်သောသင်ရဲ့ဆန္ဒပြည့်ဝနေတဲ့အခြေအနေမှာသင်ရိုးရိုးရှင်းရှင်းနေထိုင်လက်ရုံပေးဖြစ်တယ်။ သင်ရဲ့လူအင်စင်နာတွေပြုတ်ဝနေတဲ့အရှိအနေကိုရောက်နေပြီဖြစ်လို့သင်ရဲ့ကျေးဇူးတင်ရှင်တဲ့စိတ်ဓာတ်တွေခိုင်မြဲနေပြီသင်ဟာသင်ရဲ့နှလုံးသားနဲ့အသက်ရှင်နေပြီပြီးရင်သင်ခြောက်နေတဲ့လမ်းကြောင်းကိုယုံကြည်နေပြီသင်စိတ်ထဲမှာဒီလိုရှိနေပြီဆိုရင်ဓာတ်တွေကိုသင်ရဲ့တစ်ဖက်လူကခံစားမိပါတယ်ဒါဟာသင်ရဲ့ manifestation မှာ energy တွေအမှန်တကယ်ဘလို့အလုံးလုံးနေတလေဆိုတာပဲဖြစ်ပါတယ်။ဒါကတော့ သူ့ရဲ့အချစ်ကိုလိုရှင်တော့လိမ့်နေတာမဟုတ်ပါဘူး။သင်ဟာအမှန်တကယ်သူ့ရဲ့ချစ်သူ သူနဲ့ relationship ဖြစ်နေတဲ့သူအမှန်တကယ်ဖြစ်လာတာပဲဖြစ်ပါတယ်။အခုပြောပြသွားတဲ့အရာတွေဟာတင့်အနေနဲ့တင့်ရဲ့တဖဲလူကိုမှန်ကန်တဲ့နည်းလမ်းတွေနဲ့ manifest ပြုလုပ်တဲ့အခါသူ့ဖက်ကစတင်ခံစားရမယ့်အားကောင်းနေတဲ့အပြောင်းအလဲတစ်ချို့ဖြစ်ပါတယ်။ မေတ္တာစိတ်တွေယုံကြည်ချက်တွေငြိမ်းချမ်းမှုတွေနဲ့အတူတကွအဆွေးအလင်းမရှိရှင်အဖြစ်သင်ရဲ့အတွေ့တွေသင်ရဲ့ခံစားချက်တွေဟာသင်လိုအပ်နေတဲ့ energy နဲ့ကိတ်ညီလာပါတယ်။ဒါကြောင့်သင်ရဲ့စွန့်အင်သင်ရဲ့ energy တွေဟာသင်ရှင်းပြီးရင်ကျင်နာပြီးရင်ရှိခင်မြင့်တို့မှုတွေရှိပါစေ။ဒီလိုနည်းနဲ့သင်ရဲ့တစ်ဖက်လူဟာဖော်ပြလို့မရတဲ့ရှင်းပြလို့မရတဲ့ဆွေးငင်အားကိုစတင်ခံစားလာရတာကိုစောင့်ကြည့်လိုက်ပါ။ဘာဖြစ်လို့လဲဆိုရင် twin စိတ်ရဲ့အနက်ချင်းဆုံးအပိတ်မှာတင်တော့နှစ်ယောက်ရဲ့စိတ်ဝိညာဉ်တွေဟာတစ်ခုနဲ့တစ်ခုဆက်သွေနေလို့ပါပဲ။တင်ရဲ့စိတ်ထိမှာကြောက်ရွံ့နေတာပဲဖြစ်ဖြစ်ရှိခင်နေတာပဲဖြစ်ဖြစ်စိုးရိမ်နေတာပဲဖြစ်ဖြစ်တည်ငြိမ်နေတာပဲဖြစ်ဖြစ်ယုံကြည်နေတာပဲဖြစ်ဖြစ်တင်ရဲ့ energy ကိုတင်ရဲ့တစ်ဖက်လူကခံစားမိတဲ့ပါတယ်။ ဒါကြောင့်သင်ရဲ့စိတ်ခင်စားချက်တွေထိမှချစ်ချင်းမေတ္တာတွေငြိမ်ချမ်းမှုတွေယုံကြည်မှုတွေကို အမြဲတကယ်ခံစားနေရပါစေအဲ့ဒီအရာတွေဟာသေချာပေါက်ရှိနေပါစေအခုပြောပြခဲ့တာတွေဟာ manifestation နဲ့သက်ဆိုင်တဲ့တကယ့်ကိုရှုပ်ဝဲချက်တွေပဲဖြစ်ပါတယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်